ချဲ့ပါတော့ဓမ္မမိတ်ဆွေညီကိုမောင်မများပါရတော့နေလေးနဲ့ပါရတော့နနခင်ပါလို့ခရစ်တော်နာမဖြင့်နှုတ်ခွန်ဆက်ပါတယ်ဒီနေ့မှာတော့ဖြစ်ယောရှုမတ်ဆာအခန်းကြီးငါအပိုက်ငယ်73ကနေ15လောက်အထိမှာယောရှုသည်ယေရိခေါမြို့အနားမှာရှိနေစဉ်မျောကြည့်၍လူတယောက်သည်ဓားကိုဓအိမ်မှထုတ်ကင်ရက်ကန့်လန့်ရက်နေသည်ကိုမြင်လင် ုထံသို့သွား၍သင်သည်ငါတို့ဘက်၌နေတော်သူလောငါတို့ယံသူဘက်၌နေတော်သူလောဟုမေးတော်ထိုသူက ထိုသို့မဟုတ်ထာဝရဘုရား၏ဘိုးခြေကိုအုပ်ဆိုးသောဘိုးမူးဖြစ်၍ယခုငါလာသည်ဟုဆို၏ယောရှုသည်လည်းမြေပေါ်မှပြက်ဝုတ်ကိုးကွယ်လျက်ကိုရောကျွန်းအားအဘယ်သို့မိမ့်တော်မူသည်ဟုမေးလျှောက်တော် ထာဝရဖျားဤဘိုးချေကိုအုပ်ဆိုးသောဘိုးမူးကစင်ဤခြေနှင်းကိုချွတ်လော့စင်နှင်းသောအရက်ကမြေမြတ်ဖြစ်သည်ဟုဆိုသည့်အတိုင်းယောရှုပြုလေ၏လို့ပြောပါတယ်နော်ဒီကနေ့ခြေနှင်းချွတ်တာကတော့ဖြစ်ရင်ကျွန်တော်တို့မောရှိအချိန်မှာသီနတောင်ပေါ်မှာမောရှိစင်နှင်းသောမြေဟာတန်ရှင်းသောမြေဖြစ်တယ်နော်ဒါကြောင့်ခြေနှင်းကိုချွတ်ပါလို့ပြောတယ် ဒီကနေ့ယောရှုမတ်စာမှာလည်းပဲခြေနှင်းကိုချုပ်ဖို့ရဒီကနေ့ဖျားရဲ့ဘိုးခြေကိုအုပ်ဆိုးသောဘုံမူလို့ပြောပါတယ်နော်သူကချုပ်ခိုင်းပါတယ်နော်ဒါကြောင့်ယောရှုဒီတဲ့ယေရိခေါမြို့အနားမှာရှေ့စဉ်မျောကြည့်၍နော်ယောရှုယောရှုကိုပြောတယ်ယောရှုအထက်ကမောရှိကိုပြောပါတယ်နော်ခြေနှင်းချုပ်မဲ့အကြောင်းကိုကျွန်တော်တို့ခြေနှင်းချုပ်မဲ့အကြောင်းကို နှစ်ချိန်ဇက်တိုက်ကျွန်တော်တို့ကြားခြင်းသည်ယောရှုရဲ့အထက်ကဘုရားရဲ့အမှုဆောင်မောရှေပြောသလိုယောရှုကိုပြောတယ်ဆိုတော့ခြေနင်းဆိုတာကဖနက်ကိုပြောတာဖြစ်တယ်နော်ဒါဆိုရင်သင်နင်းသောအရက်ကမြေမြတ်လို့ပြောပါတယ်နော်တန့်ရှင်းသောမြေလို့လည်းမောရှေမှာပြောတာဖြစ်ပါတယ်ဒါဆိုရင်ဒီကနေ့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမြေကိုကျွန်တော်တို့နင်းထားကြတယ်ဆိုပါစို့ကျွန်တော်ယုံကြည်သူတွေနော်ဥမာကျွန်တော်တို့ ယုံကြည်သူခရိယာနဲ့အမေရိကန်မျိုးကိုနင်းထားပါတယ်ဆိုပါစို့ဆိုတော့အမေရိကန်မျိုးကိုလည်းတကယ်တမ်းကျတော့အမေရိကတိုက်ကိုရှာဖွေတဲ့ဒီအင်္ဂလန်ကနေထွက်ခွာလာတဲ့ဒီယုံကြည်သူတစုဟာအမေရိကတိုက်မှာသင်းမောစိုက်ပြီးတာနဲ့သင်းမောစိုက်တယ်ဆိုတော့တတော်ကိုသေးချေပျက်စီးမှုများစွာတဲ့ကကြံ့ရက်တဲ့လူတချို့လောက်ပါတယ်အမေရိကတိုက်ကိုသင်းမောစိုက်တာနဲ့သင်းမောပေါ်ဆင်းတာနဲ့နှုတ်ကပတမချန်းစာတို့မြတ်ကိုဖွင့်ပြီးတာနဲ့တခါတည်း ဘုရားသခင်ကျွန်တော်တို့ကိုပို့လို့အင်္ဂလန်ကနေဟလာဟိုရောက်ရှိလို့လာပါပြီဆိုပြီးတော့ကျွန်တော်တို့ဟလာချက်ပြုတ်စားတောက်ကြရင်အရင်ဥဆုံးအဲ့ဒီအလုပ်ကိုမပြုတ်ပဲနဲ့ဘာလုပ်လဲဆိုရင်ဘုရားသခင်ပေးသောမြေနင်းသောမြေကိုခြေချပြီးတာနဲ့စတင်တမကျန်းစာဥဖွင့်ပြီးဆူတောင်းတော့လာနော်ဒါကြောင့်မို့ဒီကနေ့ကျွန်တော်တို့ရှိတဲ့နေရာရောက်တဲ့မြို့ရောက်တဲ့အရာရောက်တဲ့ရွာမှာကျွန်တော်တို့ဒီဟလာ ဥဥဖြားဖြားကျွန်တော်တို့ဒီပြောင်းရွှေ့သွားကြပြီဆိုပါစို့ကျွန်တော်တို့ကဖះရနဲ့အရင်ဥဆုံးစတင်ရမှာဖြစ်တယ်နော်စတင်တဲ့အပေါ်မှာဖះသခင်က ကောင်းကြီးပေးတာဖြစ်တယ်တယောက်တစ်ခါလေကျွန်တော်တို့ဝမ်းသာလွန်ပြီးတော့မှတစ်ခါလေလဲအခက်ခဲတွေတအားကြီးပြိပြီးတော့မှကျွန်တော်တို့ကဖះသခင်ကိုတစ်ခါလေဖះရနဲ့အတူကျွန်တော်တို့အစမပြုတ်ခွင့်ဟို sorry အစမပြုတ်နိုင်တာနေလဲကျွန်တော်တို့ရှိခဲ့တယ်ဒါရောက် no a နဲ့ အပေါင်းပါမိသားစု၈ယောက်ဒီအားလုံး၈ယောက်ဒီမြေပေါ်မှာတွားတတ်သောအသက်ရှင်သူတော်အားလုံးကိုဘုရားသခင်ရဲ့ရေလွှမ်းမိုးပြီးတော့မှတုတ်တယ်ပယ်ရှင်းပြီးတဲ့နောက်မှာဒီနေ့သင်္ဘောဒီတကယ်ကိုမြေကြီးပေါ်မှာမြေပေါ်မှာတင်၍ပြန်လဲပြီးတော့မှသူတို့ဒီလောကမှာခြေချတဲ့အခါမှာနောအင်းနဲ့မိသားစုအရင်ဆုံးချက်ပြုတ်စားတော့ကြတာမဟုတ်ပါဘူးလို့နော်။ဘာလုပ်တယ်လဲတဲ့။ဖယားနဲ့အယူ အတူရစ်ပလင်တဲပြီးတော့အစပြုတာဖြစ်တယ်။တယောက်ချက်တော်ညီကောင်မောင်မတို့ဒီနေ့ဟလာယောရှုဟာယေရီခေါမြို့ကိုမသိမ်းပိုက်ခင်မှာတယောက်ယောရှုဒီယေရီခေါမြို့အနားမှာရှေ့စဉ်မျောကြည့်၍နော်မျောကြည့်တဲ့အချိန်မှာလူတယောက်ဒီဓာတ်ကိုဓာတ်အိမ်မှာထုတ်ပြီးတော့မှကန့်လန့်ရက်နေတာသူမြင်တယ်။ဒီဒီလိုပြောတဲ့အခါမှာကျွန်တော်တို့ဘာလန်ကိုကျွန်တော်တို့မေ့ထားလို့မရပါဘူး။ဘာလန်လည်းပဲ ဟာလာဒဇိုးလက်ဆောင်ရဖို့ရန်သူဣတရီလလူမျိုးတွေကိုတွားရောက်ပြီးတော့မှဟိုပြောမယ်ဆိုချိန်စာတိုက်တာပေါ့နော်ဟိုမေတ္တာတွားဆုတောင်းပေးတာမဟုတ်ဘူးနဲ့ပြောညင်တာဣတရီလမျိုးဒုက္ခရောက်ပါစေဆိုပြီးတော့ရန်သူဘက်အချမ်းကိုတွားပြီးဒဇိုးလက်ဆောင်ယူပြီးတွားမဲ့အချိန်မှာခြံဝါမှာဓာမိုးထားတော့နောက်ဆိုသူစီးမဲ့မြဲတော့မှအိတ်ချပလိုက်မြေဒီတစ်ချက်ကျွန်တော်တို့တွေ့ရတယ်တယောက်ဒီအချိန်မှာယောရှုကိုလည်းမြင်စေဖို့ရန်ကလန့်အနေထားရက်ပြီးတော့မှ ဓာအိမ်ကဓာကိုထုတ်ပြီးဓာမိုးထားတယ်ဒီနေရာတစ်ချက်ကျွန်တော်ဘာခေါ်အရင်မတခါတလေမှကျွန်တော်တို့အလိုတော်မဟုတ်တော့လမ်းကိုကျွန်တော်တို့တွားကြတယ်ဆိုပါစို့ကျေးဇူးတော်ကာလကောင်းငင်တမန်ကတော့ဖြင့်ကျွန်တော်တို့ဓာထုတ်ပြီးဓာမိုးတဲ့မြင်ကွင်းကိုတော့ပြမှာမဟုတ်ပါဘူးเนาะခက်ကာလအရာအခြေအနေအရာပြမှာမဟုတ်ပါဘူးသို့တော်ချစ်တော်ဓမ္မမိတ်ဆွေများဒီကနေ့ကျွန်တော်တို့ဒီဟာလာဘယ်လုပ်ငန်းကိုပဲလုပ်လို့ဖះကိုဥထိတ်မထားဘူ ဖရာအလိုတော်နဲ့လွဲချော်မယ်ဆိုရင်ကျွန်တော်တို့စိုက်သည့်အတိုင်းလူကြီးရိတ်ရမယ်လို့ဂရာတိမှာအတိအကျပြောထားသောကြောင့်ကျွန်တော်တို့ရိတ်အဲရိတ်နိုင်ရင်စိုက်ပါအဲ့ဒါပဲအားပေးခြင်းပဲနော်ရိတ်နိုင်ရင်စိုက်ဆိုတဲ့နေရာမှာဒီကနေ့အာဗြဟံရဲ့စိုက်ခြင်းဒီဒီကနေ့တိုင်အောင်တကဘာလုံးရိတ်နေရတာကဒီနေ့အာရအနွယ်ဘွားနဲ့ဒီပြောညင်တာကဂျူးအမျိုးအနွယ်တွေပေါ့ နော်အာရအနွယ်နဲ့ဂျူးအနွယ်သည်ဒီကလေးအာဗရန်ဒီမာယွန်းစွာနံယိုးတစ်ချောင်းနဲ့ကိုဘုရားသခင်ပေးတော်ညာလည်းပဲနောက်ထပ်နံယိုးတစ်ချောင်းကိုမယူသင့်မဲနဲ့ယူပြီးတော့မှဟာလာ ရရှိလာတော့သားဆိုတဲ့အရာဒီအစ်စ်မီလာဒီအစ်စမိုင်းဒီဒီနေ့ကဘာကိုတကယ်ပဲချင်းချောက်တော်သူဒုက္ခပေးတော်သူဟာလာလေးများကင်ပြီးပြောနေတာလက်နဲ့တည်းကင်ပြီးကဘာကိုချင်းချောက်တော်သူဖြစ်လာတယ်။ဒါကြောင့်အာဗရန်ဒီဟာလား သူသည်တကယ်ပဲဟိုရိတ်ရဲတယ်ဆိုတာသူစိုက်ခဲ့တဲ့အရာကိုသူတကယ်ပြောမယ်ဆိုတော့ဘုရားအလိုတော်မဟုတ်မှသူသိတယ်သို့တော့သူ့ကိုတောအားပေးတာဘာလို့လဲအထောက်အမဇနီးဖြစ်တယ်ဒီကနေ့ကျွန်တော်တို့ခရိယံညီကိုမောင်မားတွေတခါတည်းမှာအထောက်အမဇနီးလဲအားပေးတတ်တဲ့အရာတွေသမာတရားနဲ့မကိုက်ရင်ကျွန်တော်တို့ကဒီဘက်နားဝင်ဒီဘက်နားထွက်ဖို့ဘုရားသခင်အလိုတော်ရှိတယ် ကဲချက်တော်ညီကုံပေါင်းတို့မတို့ညီကုံ၆အောင်ကျွန်တော်တို့သိရှိလို့လည်းမကောင်းဘူးเนาะကျွန်တော်ဒေသနာလက်ရှင်ရင်တချို့လည်းပြောတယ်เนาะနောက်ပြီးတော့ကျွန်တော်တောင်းပန်တယ်ကြမ်းညွန်မှားခဲ့ဘူးတယ်เนาะကျွန်တော်တောင်းပန်ပါတယ်เนาะဘယ်ကြမ်းညွန်လဲဆိုတော့အတိအကျမပြောတော့ပါဘူးเนาะဟိုတခါတည်းကမှဟလာနော်အေးနဲ့ဟလာဒီအခြားသောပုံကိုယ်တွေတော့အေးနောက်နဲ့လဲမှားခဲ့ကြတယ်တကယ်မြန်မာနိုင်ငံ အပြင်ကဘာမှာနာမည်ကြီးတဲ့ကျွန်တော်ဆရာဆရာကြီးတွေဝိညာဉ်ဆရာကြီးတွေလည်းမားခဲ့ကြပါမားခဲ့ကြပါတယ်နော်ရောက်တမတရားဆိုတာတော့မမားသင့်ဘူးကျွန်တော်ကိုထောက်မှပေးတယ်ကျွန်တော်ရဲ့ချစ်တဲ့ခရစ်တော်နိုင်ပရိသတ်များကိုလည်းကျွန်တော်တောင်းပန်တယ်ဒီအရာကိုကျွန်တော်ခွင့်လွှတ်ပေးပါနောက်နောက်တမတရားကိုဗေဒီမြူသာကဲ့သို့တတလုံးဒီမြို့သားတမတရားကိုစေစေစင်ကျင်ကြည့်ပါမယ်လို့ကျွန်တော်တောင်းပန်ရင်ဒီနေ့ဒီနေ့လာမှာနည်းနည်းလေး ိုထက်ပြီးတော့ဒီပြောရင်းနဲ့တောင်းပန်ပါတယ်လို့နော်ကျွန်တော်ဖေးမပေးတဲ့ကျွန်တော်ဖန်လေးရာကောင်းကြီးပေးပါစေနော်ဒီနေ့မှချစ်တော်မိသားစုတွေကျွန်တော်တို့ဒီကျွန်တော်နင်းထားသောမြေမြန်မာနိုင်ငံဖြစ်တယ်ကျွန်တော်ဆုတောင်းပေးဖို့လို့မြန်မာနိုင်ငံမှာဖျားသခင်ကဓာတ်ထုတ်ပြီးဓာတ်မိုးလာတဲ့အခြေအနေတွေရှိနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ဒါကိုယုံကြည်သူတွေအယူခံဝင်ဖို့ဖြစ်တယ်ချစ်တော်ကြီးကိုမောင်မောင်တို့နော် ကျွန်တော်အယူခံဝင်မှုဖြစ်ကြတန်ရှင်းသူတခုဖြစ်နောက်တန်းကနေအယူခံဝင်နေသူရှိတယ်ပေသူကြီးကထောင်ထဲရောက်တဲ့အခါမှာနောက်တန်းမှာအယူခံဝင်ပြီးတော့မှအော်ဟစ်တောင်းလျှောက်နေတဲ့ယုံကြည်သူတွေနောက်ဆုံးတမန်တော်ပေသူကြီးကိုကောင်းကင်တမန်ဖရားရဲ့ကောင်းကင်တမန်ကပြန်လည်းထုတ်ဆောင်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်နေထိုင်သောမြန်မာနိုင်ငံနံပါတ်1ကျွန်တော်ဒီနင်းထားသောမြေကိုကျွန်တော်ကောင်းကြီးပေးဖို့ဖြစ်တယ်ပြန်လည်ပြီးတာယာဝပြောဖို့ကမ္ဘာအလယ်မှာမျက်နှာရဖို့ ကမ္ဘာနဲ့ရင်မောင်းတန်းနိုင်သောနိုင်ငံဖြစ်ဖို့ကျွန်တော်ကမ္ဘာမှာရှိတဲ့ခလာအောင်မြင်ကြော်ကြားတဲ့နိုင်ငံကဲ့သို့ကျွန်တော်တို့ပြန်လည်ပြီးတော့မှဟိုချွတ်ချုံကြတဲ့အခြေအနေကနေနလန်ထူပြီးကျွန်တော်နိုင်ငံပြန်လည်ကောင်းမွန်လာဖို့ကျွန်တော်တို့ဒီနင်းထားသောမြန်မာနိုင်ငံမျိုးကိုကောင်းကြီးပေးဖို့ဖြစ်တဲ့ချက်တော်ညီကောင်မောင်မတို့ဟုတ်နော်ဒီနေ့အာဗြဟံပြောတဲ့သင်နင်းသောမျိုးကိုလည်းငါကောင်းကြီးပေးမယ်ကျွန်တော်တို့ဒီအာဗြဟံအားဖြင့်သမုတ်တရားစဲလုံးနဲ့မကတဘာအမျိုးသားဖြစ်ပေမဲ့အာဗြဟံအမျိုးနွယ်ထဲမှာရေတွက်ဝင်ခြင်း ဘုရားသခင်သူ့ကိုပြောပါတယ်နော်တကယ်တမ်းကြတော့သမုတ်တရားသဲလုံးနဲ့အမြရေတွက်လို့မနိုင်အောင်သင်ကိုလူမျိုးကြီးဖြစ်စေမယ်ဆိုတာကအိစရေးကဒီကနေ့ဆယ်တန်းကျော်ရှိရေတွက်လို့ရပါတယ်ဒါပေမဲ့တပါးမျိုးသားကို ပြန်လဲဟာလာရေညွန်းပြီးတော့မှပေါ်ပြပေးတယ်ဆိုတာကိုတော့ကျွန်တော်တို့နားလည်ရတယ်နော်နှုတ်ကပတ်တော်အဖြစ်တယောက်ချက်တော်ညီကောင်မောင်တို့ဒီကနေ့ဟာလာဘလို့အချိန်တွေပဲဖြစ်ဖြစ်ကျွန်တော်ဒီဓာမိုးထားတော့ဒီနေ့ ဖရားရဲ့ဘူချေကိုဥဆောင်တော့ပြောမဆိုဘူချုပ်ဘုံမူသည်တဲ့နော်ယောရှုကသူ့တွေ့ပြီနော်ယောရှုဒီမြေပေါ်မှာပြတ်ဝတ်ကိုးကွယ်လေနော်ဖရားကိုကြောက်ရွံ့နေတယ်နှစ်ယောက်မရှိဘူးဒီနေ့ကျွန်တော်တို့လည်းဖရားကိုကြောက်ရွံ့ရမယ်ဂျေဇုရောကာလဖြစ်ပေမဲ့ဖရားကိုကြောက်ရွံ့ရမယ်ကျွန်တော်တို့မမြင်ရပေမဲ့နံဝိညာဉ်ဖရားဒီကျွန်တော်တို့အတူရှိတော်ဖရားကိုကျွန်တော်တို့ကြောက်ရွံ့ရမယ် နော်ယူသေးရမယ်ကျွန်တော်တို့ကိုင်းရှမ်းရမယ်ဥထိတ်ထားမယ်ကျွန်တော်တို့နော်ဥထိတ်ထားပန်ဆင်ဖို့လိုတယ်လို့နော်ဒါကြောင့်ထိုးသူကထိုးသောမဟုတ်သာရဖျားဤဘိုးချေကိုအုပ်ဆိုးသောဘုံမူဖြစ်၍ယခုငါလာသည်ဟုဆို၏ယောရှုသည်လည်းမြေပေါ်မှာပြက်ကိုကိုးကွယ်လျက်ကိုတော်ကျွန်အကိုတော်ကျွန်အားအဘယ်သို့မိတ်တော်မူမည်နည်းဟုမေးလျှောက်တော်တဲ့သာရဖျားဤဘိုးချေကိုအုပ်ဆိုးသော ဘိုးမူးကသေဤခြေနှင်းကိုချွတ်လောထာဝရဖျားဤဘိုးခြေဆိုတော့ကောင်းကင်ဘိုးခြေများကိုပြန်လဲအုပ်ဆိုးသောဘိုးမူးလို့ပြောမယ်နော်ဒီလိုတို့နားလဲရတယ်သေဤခြေနှင်းကိုချွတ်ပါသင်နှင်းသောအရက်ကမြေမြတ်ဖြစ်သည်ဟုဆိုလေဆိုသည့်တန်ယောရှုခြေနှင်းချွတ်တယ်ကျွန်တော်မယုံကြည်သူဗုဒ္ဓဘာသာလာတဲ့အခါကျွန်တော်ငယ်ငယ်ကပတ်မိတယ်ကျွန်တော်မိဘတွေကို ကျောင်းကံအထိုးတွေပို့တဲ့အခါမှာကျွန်တော်တို့ဘုန်းကြီးကျောင်းခြံဝန်းရောက်တယ်ဆိုတော့ဖနှက်ချွာတယ်ဆိုဖနှက်ချွာတယ်ဒါကကျွန်တော်မြန်မာနိုင်ငံရဲ့ဒီဗုဒ္ဓဘာသာထောင်းကားသောယဉ်ကျေးမှုအရာကျွန်တော်ကြည့်အဲ့လိုနားလည်ရတယ်။ဒါကြောင့်ကျွန်တော်ခရင်ရမယ်ကွာရှင်ဘုရားပေါ်တက်ဖနှက်မချွတ်တော့ကျွန်တော်ဘုံတော့ထိခိုက်เสียဖြစ်မှာပေါ့ချစ်တော်တော်မရှိဒါကြောင့်ဒီနေ့မောရှိကိုပြောသလိုခြင်းနဲ့ချောဒီနေ့ယောရှုကိုပြောသလိုခြင်းနဲ့ချောကျွန်တော်တို့သာသနာပြုရတော့ကျွန်တော်နင်းထားတော့မြန်မာနိုင်ငံမှာလည်း တခါလေကျရင်ခြေနှင်းချွတ်ရတယ်ကျွန်တော်တို့ရဲ့နိုင်ငံပြောမစို့တော့ထေရဝါဒပေါ့အဲ့လိုပြောအောင်ဒီနေ့ဥဆောင်တော့ဒီနေ့တကယ်သာသနာပုဂ္ဂိုလ်ကြီးတွေရသတ်မှတ်ချက်ရချွတ်တဲ့ဆိုချွတ်တဲ့ဆိုကျွန်တော်တို့ချွတ်ရမှာပဲနော်ဒါတော့ဘာဖြစ်ဖြစ်ကျွန်တော်ထောက်ထားမယ့်အရာရှိတယ်ချစ်တော်ကြီးကိုမောင်မောင်တော့နော်ကျွန်တော်မြန်မာနိုင်ငံမှာအရေးကမြေကသာသနာပြုတ်တဲ့အခါမှာကျွန်တော်အစအစအရာအတိမူဖို့ဖြစ်ပါတယ်ဒါချစ်တော်ဓမ္မမိတ်ဆွေဒီနေ့တော့ယောရှုသည်တကယ်ပဲ ဒီကာလက်တို့ဒီမောရှိမရှိတဲ့နောက်မှာဘုရားရှင်တို့ကိုခြင်းနှချုပ်ခိုင်းတဲ့အရာတစ်ချက်အတိုင်းပဲကျွန်တော်တို့ဒီရှိတဲ့နေရာမှာကျွန်တော်ဥမာကျွန်တော်တို့ဗိမ္မာတော်ဥမာဘုရားကြောင်းကံဥမာကျွန်တော်တို့ဝတ်ပြုတဲ့ကျွန်တော်တို့ရဲ့ဘုရားကြောင်းပဲဆိုပါဆိုတော့ဗိမ္မာတော်မှာတချို့တော့ဖနှက်စည်းပါတယ်နော်မရအောင်မဆိုလို့ခြေစတော်ကာလမှာကျွန်တော်တို့ကြောင်းပါတော့ကျွန်တော်တို့ကဖနှက်မစည်းဘူးနော်ကျွန်တော်ဖနှက်ချွတ်တဲ့ကြွေပြားတွေခင်းထားတယ် เนาะကျွန်တော်အသင်းတော်လေးဒါရှူပြီးသားပါရှိပါတယ်เนาะရန်ကုန်မြို့ရဲ့ရှူပြီးသားပါဆိုတော့အဲရန်ကုန်မြို့ရှူပြီးသား19ရက်ကွက်ပေါ့เนาะဒါလည်းအသင်းတော်ရဲ့ဟိုတရားနေရာလေးကျွန်တော်ပေါ်ပြတာဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်ခြေနှင်းချွတ်တာကောင်းတာလေကောင်းပါတယ်เนาะကောင်းပါတယ်ကောင်းပါတယ်ဒါကြောင့်မို့ဒီနေ့ဖျားနာမကိုထောက်ပြီးတော့ချွတ်တာကောင်းပါတယ်เนาะအော်တပါစိတ်တွေအချင်းချင်းထောက်ပြီးချွတ်တာမြန်မာနိုင်ငံမှာကောင်းပါတယ်လို့เนาะဒါကြောင့်မို့ ဒီနေ့ကျွန်တော်တို့ဒီဘုရားသခင်ကကျွန်တော်တို့ view site တယ်ကောင်းကင်တမန်များအပြင် view site တယ်ကောင်းကင်ဘူချီအပြင် view site တယ်တော့တနည်းအားဖြင့်ဘုရားသခင်ကျွန်တော်တို့ဘယ်တော့မှဆုံးပြတ်မထားဘူးဒါကြောင့်ကျွန်တော်တို့ဒီဟိုတနည်းအားဖြင့်ဟိုသခင်ရှုပြောသောစကားအပြင်ညီကုန်ချော်တယ်ဒီဣတိလလိမျိုးရဲ့ဘာသာရေးခေါင်းဆောင်တွေသင်တို့ဒီနှလုံးသားအပြင်အယေဘုရားမလှီတော့သူဖြစ်တယ်နော်ဒါကြောင့်ခြေဆင်းခြင်းမင်္ဂလာခရစ်တော်ပြုခဲ့တယ်ကျွန်တော်တို့ကတကယ်ခြေဆေးတဲ့နှလုံးသားမျိုးနဲ့ပြုတ်ဖို့လို့ နော်အခုလည်းထိုးနေလောက်ပဲနော်ကျွန်တော်တို့ဒီတကယ်ပဲခြေနင်းကိုချွတ်တဲ့ကောင်မှာအတွင်းထဲကနှလုံးသားခြေနင်းကိုလည်းကျွန်တော်တို့ချွတ်ဖို့လိုတယ်နော်အချင်းချင်းနော်ကျွန်တော်တို့မောက်မာဖို့မဟုတ်ဘူးဝါကြွားဖို့မဟုတ်ဘူးထောင်လွှားဖို့မဟုတ်ဘူးဘုရားသခင်ရှိမှတကယ်ပဲနှလုံးသားခြေနင်းကိုချွတ်ရင်ဟာလားနှိတ်ချစွာအသက်ရှင်ရင်ဒီနေ့အပြင်ကခြေနင်းမှာချွတ်တဲ့သောနေရာများရှိလေကျွန်တော်တို့ချွတ်ရင်ဖျားဘုံတော်အတွက်ယက်တီရအောင်လို့အနည်းငယ်ဝေကပါ अयाव सिंह प्यार के काऊ पे बाजे